တစ်ချိန်လုံးကကမ္ဘာအကြီးဆုံးနိုင်ငံစစ်အင်အားအကြီးဆုံးနိုင်ငံနာစီတပ်တွေကိုရှုံးပွဲတွေ့ကြုံစေခဲ့တဲ့နိုင်ငံဒါပြင်အမေရိကန်နဲ့အနောက်နိုင်ငံတွေအားလုံးရဲ့အိမ်မက်ဆိုးဖြစ်တဲ့ဆိုဗီယက်ပြည်တော်စုကြီးဘယ်လိုပြိုကွဲခဲ့ရတာလဲဒါပြင်ဆိုဗီယက်ပြည်တော်စုကတော့ဘယ်လိုဖြစ်ပေါ်လာခဲ့တာလဲဆိုဗီယက်ပြည်တော်စုကြီးမပေါ်ပေါက်ခင်ကာလတည်းရုရှားစာပြင်တွေကပဲအုပ်ချုပ်ခဲ့ကြပါတယ်ဒါမဲ့1919ခုနှစ်မှာတော့ရုရှားတော်လှန်ရေးကြီးပေါ်ပေါက်ခဲ့ပြီးဘရင်ပြုတ်ချဖို့အတွက်ဘိုရှီဗစ်ခေါင်းဆောင်ဗလာဒီမီယာလီဒင်ကဥဆောင်ပြီးပြည်သူတရက်လုံးကိုစီးလုံးကာ အပြင်းထန်တော်လှန်ခဲ့ကြပြီးစာပြင်ကိုနမ်းချခဲ့ကြပါတယ်။တပါးရှိ။ရဘိုချီခရစ်စတန်စကီရီဗော်လူစီ။ဘိုရှိဗီတီကပဲဆိုရှယ်လစ်မူဝါဒပေါ်အခြေခံပြီးအစိုးရအသက်ဖွဲ့စည်းခဲ့ပါတယ်။သူတို့လက်ထက်မှာတော့ငြိမ်းချမ်းရေးလယ်မြေခွဲဝေပေးခြင်း၊တပ်ပြင်ကဘာစစ်ကပါနှုတ်ထွက်ဖို့ကတိပြုခဲ့ပါတယ်။ဒီအချက်ကိုတော့လူအများစုကထောက်ခံခဲ့ကြပေမဲ့ဘရင်မျိုးနွယ်ဝင်တွေ၊ liberal ထောက်ခံအားပေးသူတွေအပြင်ဆိုရှယ်လစ်အဖွဲ့အစည်းများကြားမှာတော့တင်းမာမှုများစွာဖြစ်ပွားခဲ့ပြီး ၎င်းအဖွဲ့တွေကတော့ White Army ဖြင့်ဖွဲ့စည်းခဲ့ပြီးဘော်ရှိဗစ်တွေကိုတော်လှန်ကာရုရှားပြည်တွင်းစစ်ကြီးဖြစ်ပွားခဲ့ပါတယ်1919ခုနှစ်ကနေဖြစ်ပွားခဲ့တဲ့ရုရှားပြည်တွင်းစစ်ကြီးကတော့1922ခုနှစ်မှာအဆုံးသတ်ခဲ့ပြီးဘော်ရှိဗစ်တွေကပဲအနိုင်ယူခဲ့ပါတယ်1922ခုနှစ်ဒီဇင်ဘာ30ရက်နေ့မှာပဲရုရှားဆိုဗီယက်ပြည်ထောင်စုဆိုရှယ်လစ်သမ္မတနိုင်ငံ RSFSR Ukraine SSR Belarusian SSR Transcaucasian SFSR စတဲ့နိုင်ငံတွေကကိုယ်စားလှယ်များစွာတက်ရောက်ပြီး ဆိုဗီယက်ယူနီယံကိုတရားဝင်ထူထောင်မှုသဘောတူစာချုပ်လက်မှတ်ရေးထိုးခဲ့ကြပြီး USSR လို့ခေါ်တဲ့ဆိုဗီယက်ပြည်ထောင်စုကြီးကိုတည်ထောင်ခဲ့ကြပါတယ်။ USSR ရဲ့နိုင်ငံရေးသီအိုရီကတော့ကွန်မြူနစ်ပါတီကပဲထိန်းချုပ်တဲ့စနစ်ဖြစ်ပြီး Republic များစွာနဲ့ဖွဲ့စည်းထားတဲ့ Federal နိုင်ငံပဲဖြစ်ပါတယ်။ Karl Marx ၊ Lenin တို့ရဲ့ဝါဒပုံမှာခြေခံထားတဲ့ဆိုဗီယက်ယူနီယံရဲ့အဓိကပန်းနိုင်ကတော့လူတန်းစားခွဲခြားတဲ့စနစ်ပပျောက်ပြီးအရင်းရှင်စနစ်ပပျောက်ပြီး Socialist စနစ်ကမ္ဘာတဝန်ပြန့်နေပြီး Communist လှုပ်ရှားမှုတွေအားလုံးပါလဲ။ ဆိုဗီယက်ယူနင်ကပဲခေါင်းဆောင်ဖြစ်ရက်တည်ရေးတွေပဲဖြစ်ပါတယ်။ USSR တည်ထောင်သူပိုရှီဗစ်ခေါင်းဆောင်ဗလာဒီမီလီနင်အာဏာရပြီးနှစ်နှစ်ကြာမှပဲဆုံးဖတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့1924ခုနှစ်မှာဂျိုးဆပ်စတာလင်ဆိုဗီယက်ပြည်ထောင်စုရဲ့ဒုတိယခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။စတာလင်ခေါင်းဆောင်ဖြစ်လာတဲ့နောက်မှာတော့နိုင်ငံတွင်းအပြောင်းလဲများစွာလဲဖော်ဆောင်ခဲ့ပါတယ်။စတာလင်လက်ထက်မှာတော့နိုင်ငံစီးပွားရေးအင်မတန်တိုးတက်ခဲ့ပြီးအမေရိကန်ပြည်ရင်ဒုတိယဆက်မှုအထွန်းကားဆုံးနိုင်ငံဖြစ်ရည်တည်ခဲ့ပါတယ်။ဒါပြင်စေဝါအခမဲ့ကုသမှု စစ်လက်နက်ထုတ်လုပ်မှုအာကာသလေ့လာရေးပညာရေးစတဲ့ကဏ္ဍတွေမှာလည်းများစွာတိုးတက်ခဲ့ပါတယ်။ဒါပြင်ဒုတိယကမ္ဘာစစ်တွင်နာဇီတပ်တွေရဲ့ကျူးကျော်မှုကိုလည်းအကောင်းဆုံးခြေပခဲ့ပြီးမဟာမိတ်နိုင်ငံတွေရဲ့ပူးပေါင်းမှုကနေတဆင့်နာဇီဂျာမနီတွေကိုရှုံးမွေတွေ့ကြုံစေခဲ့ပါတယ်။ဒီစစ်ပွဲအနိုင်ရမှုကပဲဆိုဗီယက်ပြည်ထောင်စုကိုကမ္ဘာနိုင်ငံတွေအလယ်မှာစူပါပါဝါနိုင်ငံနိုင်ငံဖြစ်လာစေခဲ့ပါတယ်။ဒီလိုတိုးတက်မှုများစွာရှိခဲ့ပေမဲ့လည်းစတာလင်အစိုးရလက်ထက်မှာတော့ပြည်သူတွေကိုဖိနှိပ်ဆန့်ကျင်တဲ့ဥပဒေများစွာကျင့်သုံးခဲ့ပြီး အာဏာရှင်တပွဲကျင့်ကြံလာပါတယ်။အစိုးရကိုစိုင်းကျင်တဲ့သူမှန်သမျှထောင်ချခြင်း၊ကွပ်မျက်ခြင်း၊အလုတ်ကျန်းစကန်းနေဖြစ်တဲ့ဂူလပ်ဆိုတဲ့နေရာကိုလူတန်းပေါင်းများစွာပို့ဆောင်ခြင်းတွေလှုပ်ဆောင်ခဲ့ပါတယ်။ဒါ့ပြင်ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားတဲ့ကာလတွေမှာလည်းစူပါပါဝါနိုင်ငံတွေဖြစ်ကြတဲ့အမေရိကနဲ့ဆိုဗီယက်ပြည်ထောင်စုကပြိုင်ဆိုင်မှုပုံမှုပြင်းထန်လာခဲ့ပြီးစစ်ရေးခေတ်ကာလစတင်ခဲ့ပါတယ်။နှစ်နိုင်ငံကြားနိုင်ငံရေးအယူအဆစစ်ရေးအင်အားတွေမကဘဲအာကစားပညာရေးအာကစားလေ့လာရေး စိုက်ပျိုးရေးစတဲ့ကဏ္ဍများစွာမှာလည်းပြင်ဆင်မှုပြင်းထန်ခဲ့ကြပါတယ်။ပူချင်းကနျူကလ িয়ার လက်နက်ပိုင်ဆိုင်ထားတဲ့အမေရိကန်နီးတူမိမိတို့ရဲ့နျူကလ িয়ার လက်နက်ပြင်အခြားအင်အားကြီးလက်နက်များစွာပိုင်ဆိုင်ထားနိုင်မှာပဲ။အင်အားကြီးဆုံးနိုင်ငံဖြစ်လာနိုင်မယ်လို့ယူဆပြီးစီရေးအုံစိတ်ကိုနိုင်ငံတော်ဝင်ကြီးရဲ့25ရာခိုင်နှုန်းတိအသုံးပြုခဲ့ကြပါတယ်။1953ခုနှစ်မှာတော့ဂျိုးဆက်စတာလင်ကွယ်လွန်ခဲ့ပြီးတဲ့နောက်မှာနီကိုလာခရိုရှက်ကဆိုဗီယက်ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်။ခရိုရှက်အစိုးရလက်ထက်မှာတော့မူလာစတာလင်လက်ထက်ကရက်ဆက်ကြမ်းကြုတ်တဲ့ဥပဒေများစွာကိုဖြေလျှော့ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအားလုံးကိုလည်းလွတ်မြောက်ခွင့်ပေးခဲ့ပါတယ်။ခရူရှက်ဖ်လက်ထက်မှာပဲဆိုဗီယက်ပြည်ထောင်စုအနေနဲ့အာဂါဒလေးလာရေးအတွက်ပထမအဦးဆုံးလာကဘာကိုသွားနိုင်တဲ့စံချိန်ကိုပိုင်ဆိုင်ခဲ့ရပဲဖြစ်ပါတယ်။ခရူရှက်ပြီးတဲ့နောက်မှာတော့1964ခုနှစ်မှာလီယိုနက်ဘရီဇိုင်းကောင်းဆောင်ဖြစ်လာခဲ့ပါတယ်။အာနာရရှိပြီးတဲ့အစပိုင်းမှာတော့စီးပွားရေးအင်မတန်ကောင်းမွန်ခဲ့ပြီးကမ္ဘာနိုင်ငံရေးကိုလည်းဩဇာလွှမ်းမိုးခဲ့ပါတယ်။ဒါပေမဲ့1980ခုနှစ်ကနေစပြီးဆိုဗီယက်ပြည်ထောင်စုရဲ့စီးပွားရေးတဟုန်လို့ကျဆင်းလာခဲ့ပါတယ်။တစ်ဖက်မှာတော့မဟာပြိုင်ဘက်ဖြစ်တဲ့အမေရိကန်ကတော့ စီးပွားရေးအဆမတန်တိုးတက်နေခဲ့ပါတယ်။အကြောင်းရင်းကတော့စက်မှုပညာထွန်းကားလာတဲ့နဲ့အမျှစက်ပစ္စည်းအကူအညီနဲ့အများပြားထုတ်လုပ်နိုင်ခဲ့ပေမဲ့ဆိုဗီယက်ပြည်ထောင်စုကတော့လူသားရေးမြစ်တစ်ခုတည်းကိုပဲမိញမ်းထားတာကြောင့်အမေရိကန်နီးတူမထုတ်လုပ်နိုင်ခြင်း။ဒါပြင်ထိုကာလတဝိုက်မှာလည်းကမ္ဘာကြီးနဲ့စင်အင်မတန်ထိုးချခဲ့ပြီးနိုင်ငံစီးပွားရေးရဲ့60%ရာခိုင်နှုန်းကလည်းရေနဲ့ရောင်းချမှုကနေရရှိတဲ့ဆိုဗီယက်ပြည်ထောင်စုတက်တော့အတည်နာခဲ့ပါတယ်။ဒါရင်မကောက်ဘူး1980ခုနှစ်မှာအမေရိကန်သမ္မတရေဂန်လက်ထက်မှာအရင်ချိနဲ့နေတဲ့ဆိုဗီယက်ပြည်ထောင်စုတွေဖိအားများစွာနဲ့ထပ်မံပေးခဲ့ပါတယ်။ 1980မှာဆော်ဒီအာရေဗျနဲ့ပူးပေါင်းပြီးရေနံထုတ်လုပ်မှုကိုတွန်းမြင့်ခဲ့ပါတယ်။ဒီအတွက်ကြောင့်ပဲကမ္ဘာရေနံစေးထပ်မံကျဆင်းသွားခဲ့ပါတယ်။ဒါ့ပြင်အမေရိကန်နဲ့အနောက်နိုင်ငံကနေဆိုဗီယက်ပြည်တော်စုကိုတင်ပို့တဲ့ခေတ်မီနည်းပညာကိရိယာများကိုလည်းပိတ်ဆို့အေးအေးယူခဲ့ပါတယ်။ဒါတင်မကပဲဆိုဗီယက်တွေနဲ့အာဖဂန်ကျူးကျော်စစ်တွေမှာလည်းအာဖဂန်ကလက်နက်ကင်တွေကိုလက်နက်ရန်ပုံငွေစတာတွေကိုအမေရိကန်ကနောက်ွယ်ကနေထောက်ပံ့ပြီးဆိုဗီယက်ရဲ့စစ်သုံးစီးကိုအဆမတန်မြင့်တက်စေခဲ့ပါတယ်။စစ်သုံးစီးမြင့်မားမှုကြောင့်ဆိုဗီယက်ပြည်သူတွေကတော့ဆင်းရဲငတ်မမှုတံကိုအပြင်းထန်ခံခဲ့ရပါတယ်။ ဒါနဲ့မကပဲပြည်တွင်းရေးမှာလည်းနိုင်ငံပေါင်း15နိုင်ငံနဲ့ဖွဲ့စည်းထားတဲ့ဆိုဗီယက်ပြည်ထောင်စုအတွင်းမှာကွဲပြားတဲ့ယဉ်ကျေးမှုတွေဘာသာစကားပေါင်းများစွာနဲ့လူမျိုးပေါင်းများစွာနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံမျိုးဖြစ်ပါတယ်။ဒါမဲ့ဗဟုအစိုးရကတော့ရုရှားဘာသာစကားနဲ့ရုရှားယဉ်ကျေးမှုကိုပဲမြင့်တင်ပြီးရုရှားမဟုတ်တဲ့အခြားလူမျိုးများကိုဖယ်ခွာမှုကြောင့်ပဲလူမျိုးစုကြားထဲမှာအမျိုးသားရေးလှုပ်ရှားမှုများပြင်းထန်လာခဲ့ပါတယ်။ဒီလိုပြဿနာများစွာဖြစ်ပေါ်နေတဲ့အချိန်မှာပဲ1985ခုနှစ်မှာမီကယ်ဂိုဘာချော့ပ်သမ္မတဖြစ်လာခဲ့ပါတယ်။ ူကတော့ဆိုဗီယက်ယူနီယံနောက်ဆုံးသမ္မတလည်းဖြစ်ပါတယ်။ဂိုဘာချော့ကိုရိုင်းကဆိုဗီယက်ပြည်ထောင်စုအနေနဲ့အမေရိကန်တို့ကိုစီးပွားရေးရောစစ်ရေးရောမရှင်းပြိုင်နိုင်တော့ဘူးလို့ယုံကြည်ထားပြီးစစ်ရေးကာလကိုလည်းအဆုံးသတ်ပြီးဆိုဗီယက်ပြည်ထောင်စုတွင်ပြုပြင်ပြောင်းလဲမှုများစွာကိုလည်းပြုလုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒီထက်ကပြုပြင်ပြောင်းလဲမှုတွေကတော့ Glenos နဲ့ Perestroika လို့ခေါ်တဲ့စီမံကိန်းကြီးနှစ်ခုပဲဖြစ်ပါတယ်။ Glenos ကိုမြန်မာလိုဘာသာပြင်မယ်ဆိုရင်ပွင့်လင်းမြင်သာမှုလို့အတိတ်ပဲရပြီးဒီအစီအစဉ်အားဖြင့်ဆိုဗီယက်ပြည်ထောင်စုတွင်လွတ်လပ်စွာပြောဆိုခွင့် မီဒီယာလွတ်လပ်ခွင့်နိုင်ငံသားများလူမှုရေးနဲ့နိုင်ငံရေးဆိုင်ရာကိစ္စများကိုပွင့်လင်းမြင်သာစွာဆွေးနွေးခွင့်အစိုးရနဲ့ပူးပေါင်းပါဝင်မှုနဲ့အစိုးရဘော်ယုံကြည်မှုကိုမြင့်တင်ရတော့ပဲဖြစ်ပါတယ်။ဒုတိယတစ်ခုဖြစ်တဲ့ Perestroika ကတော့ပြန်လည်တိဆောက်ပြီးပဲဖြစ်ပါတယ်။ဒီထဲမှာတော့ဆိုဗီယက်နိုင်ငံရဲ့ဗဟိုထိန်းချုပ်တဲ့စီးပွားရေးစနစ်ကိုရှော့ချဖို့ထုတ်လုပ်မှုနဲ့လူမှုရေးအဆင့်တန်းကိုမြင့်တင်မှုနဲ့နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကိုတိုက်တွန်းအားပေးခြင်းတို့အပြင်စစ်ရေးစိမ်းနဲ့စစ်သားဥယျာဉ်ကိုလည်းရှော့ချဖို့ပဲဖြစ်ပါတယ်။ဒီလိုပြောင်းလဲမှုတွေအတွက်သမ္မတရေဂင်ကလည်းကြိုဆိုခဲ့ပါတယ်။ ဒီပြောင်းလဲမှုနှစ်ခုကြောင့်ဆိုဗီယက်ပြည်ထောင်စုအတွက် positive impact နဲ့ negative impact တွေဖြစ်ပေါ်ခဲ့ပါတယ်။ Glasnost ပြောင်းလဲမှုအပြင်စီးပွားရေးအဆောက်အအုံတွေ public ကပိုင်းဖြစ်လာတဲ့နည်းတူမူလအစိုးရရဲ့စီမံခန့်ခွဲမှုအမှားတွေလည်းထွက်ပေါ်လာခဲ့ပါတယ်။ဒါ့အပြင် Paris Strait ကပြောင်းလဲမှုရဆစ်စီရှော့ချမှုကဆိုဗီယက်ပြည်ထောင်စုရဲ့နိုင်ငံဘဏ္ဍာငွေကိုတိုးတက်ခဲ့ပေမဲ့ဆိုဗီယက်လက်အောက်မှာရှိတဲ့ satellite state တွေလို့ခေါ်တဲ့ Poland, ရှေ့ဂျာမနီ, Czechoslovakia, Hungary, Romania, Bulgaria စတဲ့နိုင်ငံတွေကတော့ဆိုဗီယက်ပြည်ထောင်စုကနေစတင်ခွဲထုတ်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ Baltic State တွေဖြစ်ကြတဲ့ Estonia, Latvia, Lithuania စတဲ့နိုင်ငံတွေကလည်းဆိုဗီယက်ပြည်တော်စုကနေခွဲထွက်ဖို့ကြေညာခဲ့ပါတယ်။အစပိုင်းမှာအင်အားကြီးမားတဲ့နိုင်ငံကြီးဖြစ်ခဲ့ပေမဲ့စီးပွားရေးကျဆင်းမှု၊စင်းရဲမွဲတေမှု၊အမေရိကန်ရဲ့ဖိအားပေးမှု၊ကိုဘာချော့ပြပြုပြင်ပြောင်းလဲမှုအစီအစဉ်တွေကြောင့်ပဲဒီဇင်ဘာ25ရက်နေ့1992ခုနှစ်မှာပဲဆိုဗီယက်ယူနီယံဆိုတဲ့ပြည်ထောင်စုကြီးပြိုကွဲသွားခဲ့ရပြီ။ Ukraine, Kazakhstan, Belarus, Estonia, Lithuania, Moldova, Georgia အာမေးနီးယားအာဇာဘိုင်ဂျန်ကာဇစ်စတန်ဥဇ်ဘက်ကစ္စတန်တာဂျီကစ္စတန်ကီယာဂစ္စတန်တူကမနစ္စတန်၅နိုင်ငံဖြင့်ပြိုကွဲသွားခဲ့ရပါတယ်ဆိုဗီယက်ပြည်တော်စုပြိုကွဲသွားပြီးတဲ့နောက်မှာတော့စေအေးကာလာလည်းဆုံးသွတ်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့မီကယ်ဂိုဘာချော့ကယာရုကနေနှုတ်ထွက်ခဲ့ပါတယ်ဆိုဗီယက်ပြည်တော်စုပြိုကွဲသွားတဲ့အချိန်ကနေစပြီးခုလက်ရှိအချိန်ထိအမေရိကန်နိုင်ငံကပဲတဦးတည်းသောစူပါပါဝါနိုင်ငံဖြစ်ရည်တည်နေရပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးမိတ်ဆွေတို့ရဲ့ထင်မြင်ချက်များကိုလည်း comment မှာမှတ်ချက်ပေးခဲ့ကြပါဦး ဒီလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုစက်တိုက်တင်ပြီးတော့မှဖြစ်တဲ့အတွက်ကျွန်တော်တို့ channel လေးကို like and subscribe လုပ်ခဲ့ကြပါဦး။